တော်တာရှင်နေအားလုံးတာလီစွာပါ Development Media Group DMG ရဲ့2025ခုနှစ် November 24ရက်နေ့အတွက်တင်ပြအတန်ထုတ်လွှင့်မှုစတင်ပါတော့မယ်ဒီကနေ့မှာတော့စက်ကောင်စီတိုက်ခိုက်မှုကြောင့်ကြောက်ဖြူမှာဘုံကြီးကြောင်းစာတင်ကြောင်းတွင်မီးလောင်ပျက်စီးခဲ့တဲ့အကြောင်းကူးဆက်ရောဂါကြောင့်ပိတ်ထားတဲ့ပလောဝမီဇီဝင်လန်ပြန်ဖွင့်တဲ့တဲ့တင်တန်တွဲမြို့နယ်ကစပေးဆောင်တွေလူသားရှင်းစာနာထောက်ထားမှုအကူအညီလိုအပ်နေတဲ့အကြောင်းအပါအဝင်တခြားစိတ်ဝင်စားစရာကောင်းတဲ့တဲ့တင်ကိုလည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ဒီစီစဉ်ကိုကျွန်တော်အောင်မင်းနဲ့အတူမျက်မျက်နှိုးဇင်မျိုးမြင့်တို့ကပူပေါင်းတင်ဆက်ပေးသွားမှာပါပထမဆုံးအနေနဲ့စကောက်စီတိုက်ခိုက်မှုကြောင့်ကြောက်ဖြူမှာဘုံကြီးတောင်းစာတင်ကျောင်းနဲ့မီလောင်ပစ်စီခဲ့တဲ့အကြောင်းကိုတင်ဆက်ပေးကြပါမယ်တိုက်ပွဲတွေရှိနေတဲ့ကြောက်ဖြူမြို့နယ်မှာစကောက်စီကလက်နက်ကြီးဒရုန်းတွေပြက်ခတ်တိုက်ခိုက်တာကြောင့်ဘုံကြီးကျောင်းစာတင်ကျောင်းနေအိမ်တွေမီလောင်ပစ်စီသွားတယ်လို့သိရပါတယ် ပြကရနိုမ22ရက်ည7:00နာရီကျော်မှာကြောက်ဖြူမြို့နယ်တရုတ်စီမံကိန်းရှိရာမဒေးကျွန်းအနီးဆင်ဘုတ်ရွာမနဲ့ကျွန်းကြီးကျေးရွာတွေကိုလေကြောင်းရေကြောင်းကနေလက်နက်ကြီးတွေဆက်တိုက်ပစ်ခတ်ခဲ့တာပါစစ်ကောင်စီရဲ့နေပြည်တော်စီဟာဆင်ဘုတ်ဘုံကြီးကျောင်းကိုလက်နက်ကြီးခုနှစ်လုံးထက်မနည်းပစ်ခတ်ခဲ့တာကြောင့်ဆင်ဘုတ်ရွာမှာဖုံးတို့ကြီးကျောင်းနဲ့အနီးနားကနေအိမ်တွေမိတောင်ပျက်စီးသွားခဲ့တယ်လို့ဒေသခံတွေကသိရပါတယ် ဒါအပြင်စက်ကောင်စီဟာစင်ဘုတ်အုပ်စုကျွန်းကြီးအထက်ကအကြောင်းကိုဒရုန်းနဲ့ပုံကျက်တိုက်ခတ်ခဲ့တာကြောင့်စာတင်ကြောင်းပြိုကျပျက်စီးသွားတယ်လို့သိရပါတယ်။လက်ရှိကြောက်ဖြူမြို့နယ်မှာစက်ကောင်စီနဲ့အာရခတတော်တို့စစ်ရေးတင်းမာနေပြီးမင်းပြင်ကျွန်းကြီး၊ချောင်းဖြာ၊စင်ဘုတ်အုပ်စုနဲ့အနီးတစ်ဝိုက်မှာနေစဉ်တိုက်ပွဲတွေရှိနေပါတယ်။စက်ကောင်စီဟာတိုင်းချောင်းဆယ်နဲ့အနီးတစ်ဝိုက်ကိုရှေကုတ်ယူပြီးမင်းပြင်ထိုးဆက်ရေချောင်းပစ်ကူ၊လေချောင်းပစ်ကူတွေနဲ့တိုက်ခိုက်နေတယ်လို့စစ်ရေးတတိယမြစ်ဒီစီကသိရပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာနိုဘလာအစောပိုင်းကနေတိုင်ရှောင်းဂေါ်ဒူရင်းနှံရှောင်းကျွာတွေကိုထိုးဖောက်လာနေတာကြောင့်အနီးနားကရှောင်းဖြားရှောင်းဝရှောင်းမြောင်စားတဲ့ကျွာပေါင်း18ရာကဒေသခံတွေဟာစင်ပုတ်စပထားနဲ့မင်းရဲ့တိုက်နယ်ကျွာဘက်ကိုစပေးတိတ်ချောင်နေကြရပါတယ်ခင်ဗျာဆက်လက်ပြီးတော့ကူးဆက်ရုပ်ကကြောင့်ပစ်ထားတဲ့ဘလဝမီဆွေမလန်းပြန်ဖွင့်တဲ့အကြောင်းကိုလည်းတင်ဆက်ပေးချင်ပါတယ် ကုဆဲဝမ်ယွကထိချောင်းရဲ့အတွက်နှစ်ပတ်ကြာကြာပစ်ချခဲ့တဲ့ပလက်ဝမီဇိုရန်နေဆက်လန်ကိုအိန္ဒိယဘက်ကနေပြန်ဖွင့်လိုက်ပြီလို့သိရပါဗါဒ်အဲ့ဒီလန်ကိုအိန္ဒိယနိုင်ငံမီဇိုရန်ပြည်နယ်အစိုးရနဲ့အာရခတက်တိုတို့ကနိုဝင်ဘာ၁၂ရက်မှာ၂၄ရက်နေ့အထိပစ်ထားခဲ့တာဖြစ်ပြီးမနေ့ဖြန်နိုဝင်ဘာ၂၅ရက်မှာတွားခွင့်ရမှာဖြစ်တယ်လို့ကုန်သွယ်ရေးစီကသိရပါဗါဒ်နှစ်ပတ်ခန့်ကြာပိတ်ထားတာကြောင့်ကုန်သင်အမြောက်အမြတ်နဲ့ကျန်းမာရေးကိစ္စကြောင့်ဈေးကူတာဖို့တွားရောက်ကြတဲ့ ရခိုင်ပြည်သူရန်내ရှိနေဆက်နဲ့မီဇိုရန်ပြည်နယ်ထဲမှာပိုင်ဝင်နေကြတာဖြစ်ပါတယ်။အကျိုးဆက်အနေနဲ့ပြည်မိနေတဲ့စားသောက်ကုန်တွေပျက်စီးတာအပြင်ကုန်သွယ်တွေကိုမှင်ခိုလောက်ကင်နေကြတဲ့ရခိုင်ပြည်အတွင်းကအခြေခံလူဒန်းစားတွေမှာလည်းနစ်နာမုန်းတွေရှိတယ်လို့ဆိုကြပါတယ်။စစ်ကောင်စီဟာရခိုင်ဒေသကိုအဖက်ဖက်ကကုန်သွယ်ရေးပစ်ဆို့ဖျက်တောက်ထားတာကြောင့်မီဇိုရန်ပလက်ဝါလန်ဟာရခိုင်ဒေသအတွက်အဓိကကုန်စည်စီးဆင်းနေတဲ့နေဆက်ကုန်သွယ်ရေးလမ်းကြောင်းတစ်ခုလေးဖြစ်ပါတယ်။ တန်တွဲမျိုးနယ်ကစစ်ပေးဆောင်တဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီလိုအပ်နေတဲ့အကြောင်းကိုလည်းတင်ဆက်ပေးမှာပါ။ရခိုင်ပြည်တန်တွဲမျိုးနယ်အတွင်းကစစ်ပေးဆောင်တွေမှာလူသားချင်းစာနာမှုအကူအညီထောက်ပံ့တွေလိုအပ်နေတယ်လို့စစ်ပေးဆောင်ကူညီရေးလှုပ်ဆောင်နေသူတွေစီကသိရပါဗျ။ပြည်တွင်းပြည်ပအလူရှင်နေပါလာတာနဲ့အတူအကူအညီရရှိမှုနဲ့အလွန်နေပါတာကြောင့်စစ်ပေးဆောင်တွေမှာစာဝဲနေရခက်ကြုံနေကြရတယ်လို့သိရပါဗျ။တန်တွဲမျိုးနယ်မှာစစ်ပေးဆောင်ဥယျာဉ်9000ကျော်ရှိပြီးတော့လက်ရှိစစ်ပေးဆောင်တွေမှာစာနာရိတ်ခါဆေးဝါးနဲ့ကျန်းမာရေးစောင့်ရှောက်မှုအပြင် ဆောင်းရသည်ကိုဖျက်ချုပ်ဖို့အနှွေးတွေတဲ့လိုအပ်နေတယ်လို့လူမှုကူညီရေးလှုံ့ဆော်နေသူတွေကဆိုပါတယ်။လက်ရှိတန်တွဲမျိုးတွေကိုအရဟတ်တက်တို့ကအလုံးစုံသိမ်းပိုက်ထားပေမဲ့စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုအန်ဒီရဲ့ကြောင့်ကြေးရတချို့ကဒေသခံတွေမှာနေရမပြောင်းနိုင်ပဲအခုအချိန်ထိစစ်ဘေးတင်းကျုံနေကြရပါတယ်။ဒါအပြင်ပင်လယ်ပြင်ငါးဖက်လုံငန်းကိုအဓိကလုံခြုံနေကြရတာဖြစ်ပြီးတော့လက်ရှိမှာစစ်ကောင်စီရဲ့နေပြည်ကနေလက်နက်ကြီးပစ်ခတ်မှုတွေကြောင့်ငါးဖက်လုံငန်းမလီပန်းနိုင်ပဲစားရတဲ့တောက်ရဲ့အခက်ကြုံနေကြရတာလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်းကြောက်ဖြူမြို့နယ်မှာစစ်ကောင်စီရဲ့လက်နက်ကြီးလေကြောင်းအပြင် မြေပြင်စစ်ကြောင်းထိုးမှုတွေကြောင့်တရားပေါင်း၁၀ကျော်ကဒေသခံ1900ခန့်မှာဘေးလွတ်ရာကိုထွက်ပြေးတင်းချုံနေကြရတယ်လို့သိရပါတယ်ရှင်။တရင်းတွေကိုဆက်လက်တင်ဆက်ပေးနေပါတယ်။မောင်အောင်ဆိုလာစက်ယုံနဲ့လေရင်ကွင်းကိုပြုပြင်ပေးမယ်လို့ဥပရှင်မဲဆွယ်ကတိပေးတဲ့တဲ့ရင်ကိုလည်းတင်ဆက်ပေးမှာပါ။ ရခိုင်ပြည်မှာအောင်မြွနယ်ကိုဆိုလာစက်ရုံနဲ့လျှက်စမီရရှိရေးအပါအဝင်လက်ရှိရနထားတဲ့လေရင်ကွင်းကိုလည်းတိုးချဲ့ပြုပြင်သွားမယ်လို့ရခိုင်တိုင်းရင်းသားများပါတီ RNPB ဥက္ကဋ္ဌဦးပါရှင်ကရွေးကောက်ပွဲကတိပေးမဲဆွယ်ပြောဆိုလိုက်ပါတယ်။မောင်အောင်ချုံမှာဆိုလာလျှက်စက်ရုံအများပြတည်ဆောက်လို့ရနိုင်တဲ့အပြင်အရင်ရှိပိသားဆိုလာစက်ရုံအဟောင်းနဲ့မောင်အောင်လေရင်ကွင်းကိုလည်းတိုးချဲ့အသုံးပြုနိုင်ဖို့မလွတ်မသွေစူးစမ်းအထောက်ဖို့ခံယူထားတယ်လို့ဥပရှင်ကဆိုတာပါ။ နော်မာ22ရက်ကစက်ကောင်စီပိုင်ရေဒီယိုနဲ့ရုပ်မြင်သံကြားအစီအစဉ်မှာ RNB ပါတီရဲ့မူဝါဒသဖော်ထားလုပ်ငန်းစဉ်တွေရွေးကောက်ပွဲကတိကဝတ်တွေနဲ့ပတ်သက်ပြီးပြည်သူတွေကိုပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။မောင်အောင်ကျွန်းမှာပြည်ကတဲ့2019ခုနှစ် NDI အစိုးရလက်ထက်ကအင်ရှီ1000လောက်ကို ဆိုလာစနစ်နဲ့လျှက်စစ်တအပေးစက်ရုံရှိခဲ့ပါတယ်။ထို့ပေမဲ့ဆိုလာလျှက်စစ်တအပေးစက်ရုံဟာပြည်ကတဲ့2021ခုနှစ်ကတည်းကလေပတ်မှုမရှိတော့ပါဘူး။ အရင်ကရန်ကုန်မအောင်ဆက်တွေကြောက်ဖြူခရီးစဉ်ကိုမြမအမျိုးသားလေကြောင်းလိုင်းကနေလူ၁၀ယောက်ဆန့်လင်းငင်နဲ့မအောင်အများပိုင်ကုမ္ပဏီကတာဝန်ယူပြည့်စွက်ခဲ့ပါတယ်။ထို့ပေမဲ့ရာသီဥတုအခြေအနေနဲ့ကိုဘက်ယောဂါတို့ကြောင့်လေရင်ပြည့်စွက်မှုကိုရန်နာထားခဲ့ပါတယ်။အဲ့ဒီကိစ္စရပ်တွေဆောင်ရွက်နိုင်ရင်မအောင်မြို့နယ်မှာခရီးသွားလုပ်ငန်းတွေပေါ်ပေါက်လာမယ့်အပြင်ဒေသဖွံ့ဖြိုးရေးအတွက်အခွင့်အလမ်းတွေရရှိလာမှာဖြစ်တယ်လို့ဥပရှင်ကပြောခဲ့တာပါ။ ။ထို့ပေမဲ့လာမယ့်ရွေးကောက်ပွဲမှာဆက်အာဏာရှင်တွေဆက်လက်အုပ်ချုပ်ရေးအတွက်သာဖြစ်ပြီးပြည်သူတွေအတွက်ဟန်ပြအတုရောက်ဖြန့်တီးထားတာဖြစ်တာကြောင့်အမတ်လောင်းတွေရဲ့ဂတိကဝတ်ဟာလည်းအရာထင်မှာမဟုတ်ဘူးလို့နိုင်ငံရေးသမားတွေကရှုမြင်ကြပါတယ်။မြို့နယ်16ခုရှိတဲ့ရခိုင်ပြည်မှာစက်ကောင်စီကစက်တွေကြောက်ဖြူနဲ့မောင်အောင်မြို့နယ်တို့ကိုပဲထိတ်ရှုပ်ထားနိုင်ပြီးလက်ရှိမှာရွေးကောက်ပွဲအပိုင်းတက်ကိုအဲ့ဒီမြို့နယ်တွေမှာကျင်းပဖို့စီစဉ်နေတာလည်းဖြစ်ပါတယ်။ရွေးကောက်ပွဲမှာရခိုင်တိုင်းရင်းသားပါတီ RNB ရခိုင်ဥဆောင်ပါတီ AFP ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ RSUP ခမီးအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမြို့တိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ MNDB ကိုယ်စားလှယ်တို့ကဝင်ရောက်ရှင်ပိုင်ကြမှာဖြစ်ပါတယ်အဲ့လိုပဲ RNP ပါတီဟာစစ်တွေကြောက်ဖြူနဲ့မောင်အောင်မြို့ကပြည်နယ်လွှတ်တော်ပြည်သူ့လွှတ်တော်အမျိုးသားလွှတ်တော်နေရာနဲ့ ရှင်းတိုင်းရင်သားရေးရဝန်ကြီးနေရာတွေကိုဥပရှင်အပါအဝင်ကိုစလေလောင်း၁၀ရောက်ကိုထိပ်ပိုင်းကောင်းဆောင်ကိုစလေလောင်းအဖြစ်ကြီးညာထားပါတယ်။ဥပရှင်ကအရင်က2030ရွေးကောက်ပွဲမှာ RNDP ပါတီနဲ့2015ရွေးကောက်ပွဲမှာ AMP ပါတီတို့ကကြောက်ဖြူပြည်သူလွတ်တော်ကိုစလေအနေနဲ့နှစ်ချိန်တိုင်းအနိုင်ရခဲ့ပြီး AMP ရဲ့ထိပ်ပိုင်းကောင်းဆောင်တအူးလည်းဖြစ်ခဲ့ဖူးပါတယ်ခင်ဗျာ။နောက်ထပ်သတင်းတပုတ်အနေနဲ့မြဝတီကနေဆက်ကြဖြန့်လုပ်ငန်းအလုံးကို လိုင်လံရှင်းလင်းနေတယ်လို့စစ်ကောင်စီပြောတဲ့သတင်းကိုလည်းတင်ဆက်ပေးရှင်ပါတယ်။ကြားဖြတ်ခေါ် online လင်းလင်းလောင်းကစားမှုတွေကိုအများဆုံးလောက်ကင်နေတဲ့ထမ်းမြန်မာနေဆက်ကရင်ပြည်နယ်မြောက်ပြည်မြို့ထက်ကကေကေပါနဲ့ရွှေကုန်းကိုနေမြအတွင်ကကြားဖြတ်လုပ်ငန်းအလုံးကိုလိုင်လံရှင်းလင်းနေတယ်လို့စစ်ကောင်စီကသတင်းထုတ်ပြန်ပါတယ်။ကွန်ပျူတာမရှိဘဲဆောက်လုပ်ထားတဲ့တရားမဝင်အဆောက်အုံတွေကိုဝင်ရောက်ရှာဖွေရှင်းနေတာဖြိုရှဖျက်ဆီးတာတွေနဲ့ချွေကုတ်ကိုနေမြအတွင်းကအွန်လိုင်းလုံကစားမှုနဲ့လင်းလင်းမှုတွေကျူးလွန်ခဲ့တဲ့ပြည်ပနိုင်ငံသားတွေကို လိမ့်လံဖန်ဆင်းရှင်းလင်းနေတယ်လို့စစ်ကောင်စီကနိုဝင်ဘာ23ရက်မှာသတင်းထုတ်ပြန်ပါတယ်။စစ်ကောင်စီထုတ်ပြန်ချက်အရ KK ဘနေမြင့်တွင်းအွန်လိုင်းလင်လေလောင်ကစားမှုတွေကျူးလွန်ရမှာအုံပြုလို့ရှိတဲ့အစောင်းအုံ635လုံးရှိတဲ့အထက်918လုံးကိုဖြိုချဖျက်ဆီးခဲ့ပြီးဖြစ်ကြောင်းနဲ့ကြန့်ရှိနေတဲ့အစောင်းအုံတွေကိုဆက်လက်ဖြိုချဖျက်ဆီးနေတယ်လို့ဆိုပါတယ်။ဒါပြင်ရွှေကုတ်ကိုနေမြအတွင်းမှာလဲနိုဝင်ဘာ16ရက်ကနေနိုဝင်ဘာ23ရက်ထိအစောင်းအုံ33လုံးကိုဝင်ရောက်ရှာဖွေစစ်ဆေးရမှာ အွန်လိုင်းလိမ်လည်မှုတွေလှောက်ဆောင်နေသူတွေဟာသူတို့အသုံးပြုတဲ့ကွန်ပျူတာနဲ့ဆက်ဆက်ပစ္စည်းတွေမိုဘိုင်းဖုန်းတွေကိုလည်းတပါးရဖြုတ်သိမ်းယူဆောင်သွားတယ်လို့စစ်ကောင်စီကဆိုပါတယ်။ဒါ့အပြင်ရွှေကုန်းကိုနေမြေအတွင်းကြားဖြန့်လုပ်ငန်းလုပ်ခဲ့တဲ့နိုင်ငံခြားသားစုစုပေါင်း156ဦးကိုနိုဘာ23ရာကဖမ်းဆီးနိုင်ခဲ့တယ်လို့သိရပါတယ်။ရွှေကုန်းကိုနေမြေအတွင်းစုစုပေါင်းဖို့ထုတ်ရှင်းလင်းမှုတွေအရနိုဘာ18ရက်ကနေနိုဘာ23ရက်အထိမြန်မာနိုင်ငံအတွင်းသို့တရားမဝင်ဝင်ရောက်နေထိုင်တဲ့ ပြည်ပနိုင်ငံသားစုစုပေါင်း1900ကျော်နဲ့လုံခြုံမှုကျူးလွန်ရမှာအသုံးပြုတဲ့ကွန်ပျူတာအလုံးရေ2600ကျော်မိုဘိုင်းဖုန်းအလုံးရေ11000ကျော်နဲ့ Starlink band တရားတလုံး router 20တလုံးနဲ့လုပ်ငန်းသွင်းပစ္စည်းအများအပြားကိုဖန်ဆီးခဲ့တယ်လို့ဆိုပါတယ်။ဖန်ဆီးထားတဲ့နိုင်ငံခြားသားတွေကိုမြောက်ပြည်မြို့နယ်ရွှေကောက်ကိုမြန်ကျေးရွာတွင်ချင်းတင်ထားရှိပြီးသက်ဆိုင်ရာနိုင်ငံတွေကိုအမြန်ဆုံးပြန်လည်လွှဲပြောင်းပေးနိုင်ရဲ့အတွက်စီစဉ်နေတယ်လို့လည်းထုတ်ပြန်ထားပါတယ်ရှင်။နောက်ဆုံးတစ်ပုတ်အနေနဲ့နိုင်ငံတကာသတင်းတစ်ပုတ်ကိုလည်းတင်ဆက်ပေးမှာပါ။ ဘီယန်နာရေကြီးမှုကြောင့်လူ90ထက်မနည်းဒေဆုံးတဲ့တဲ့င်းကိုတင်ဆက်ပေးမှာပါဘီယန်နာနိုင်ငံမှာမိုးသက်ထန်စွာရွာသွန်းမှုရေကြီးရေလျှံမှုနဲ့မြေပြိုမှုတွေကြောင့်ပေးခဲ့တဲ့တဲ့င်းမှတ်တွင်အနည်းဆုံးလူ90ဒေဆုံးခဲ့တယ်လို့အင်ခေါင်မိုးပေါ်မှာတနေရသူတွေနဲ့တောင်ပေါ်လမ်းတွေမှာပိတ်မိနေသူတွေလည်းရှိခဲ့တယ်လို့အာနာပိုင်တို့ကနိုမာ23ရက်မှာပြောကြားလိုက်ပါတယ်နိုင်ငံတော်မှာအောက်တိုဘာလကုန်ပိုင်းကစလို့ မိုးသက်ထန်စွာရွာသွန်းခဲ့ပြီးလူကြိုက်များတဲ့အလရဲ့အပန်းဖြေနေရာတွေမှာလည်းရေကြီးရံမှုတွေနဲ့ကြုံတွေ့ခဲ့ရတာပါရည်ကြီးမှုကြောင့်စူပေါ်အရာဆုံးရှုံးမှုမှာအမေရိကန်ဒေါ်လာတန်းရာပေါင်းများစွာရှိမယ်လို့ခန့်မှန်းရပါတယ်။ကန်ယူဒန်နေသားနက်ထရွန်မျိုးရဲ့အစိပ်ပိုင်းတစ်ခုလုံးဟာပြီးခဲ့တဲ့သတင်းပတ်ကရေလွှမ်းမှုခံခဲ့ရပြီးဒါလက်ခရီးသွားဗဟိုရှက်တဝိုက်ကကုန်မြင့်ဒေသတွေမှာလည်း မြေပြိုတာတွေရှိခဲ့ပါတယ်။နိုမ16ရက်ကစလို့မတန်းယူထားတဲ့တည်ဆုံသူ90ထဲက60ကျော်ဟာဒလက်ပြည်နယ်ကဖြစ်ပါတယ်။အဲ့ဒီဒေသမှာအင်ရှေထောင်ပေါင်းမြတ်စွာရေလွှမ်းမိုးခံခဲ့ရတယ်လို့တဘောပဝင်းနေရေးရာဝန်ကြီးဌာနရဲ့ကြေညာချက်တစ်စောင်မှာဖော်ပြထားပါတယ်။ပြည်ခဲ့တဲ့သတင်းမှတ်တွင်ဒလက်နဲ့တခြားပြည်နယ်လေးခုမှာရေကြီးရေချမ်းမှုကြောင့်ဆန်နဲ့သီးနှံဟက်တာပေါင်း7000ကျော်ပျက်စီးခဲ့ပြီးမွေ့မြူရေးတရိရှန်၃.၂တန်းကျော်ဟာလည်းတည်ဆုံးတာရေစင်းနဲ့မြော့ပါတော့ကြတယ်လို့ဆိုပါတယ်။ ဖိလပိုင်အာနာပိုင်တို့ကလည်းဣတိရေရှမှုနဲ့မြေပြုံမှုတွေကြောင့်ပြတ်တောက်နေတဲ့ရွရတွေကိုရဟယင်တွေအုံပြုပြီးအကူအညီတွေပေးပို့နေပါတယ်။အစိုးရဟာအဝတ်အထည်ရေတန့်ဆေးပြားအသင်းစားခောက်ဆွဲလျှောက်တွေနဲ့တခြားထောက်ပံ့ရေးပစ္စည်းတွေကိုထိခိုက်ခံရတဲ့နေရာတွေကိုပို့ဆောင်ဖို့ဝန်ထမ်းထောင်ပေါင်းများစွာကိုစေလွှတ်ထားတယ်လို့နိုင်ငံပိုင်သတင်းဌာနတစ်ခုမှဖော်ပြထားပါတယ်။ရည်ကြီးရေချမှုနဲ့မြေပြုံမှုတွေကြောင့်အဝေးပြေးလမ်းမကြီးပေါ်ကနေရာတော်တော်များများမှာပိတ်ဆို့မှုတွေရှိနေဆက်ဖြစ်ပြီးယထာလမ်းပိုင်းအချို့ကိုလည်း ရဆိုင်ထားရဆဲဖြစ်တယ်လို့ဖိလစ်ပိုင်သဘောပတ်ဝန်းကျင်ရေးရာဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရသိရပါဗျ။ဒီကနေ့တရင်အတန်ထုတ်လွှင့်တဲ့အစီအစဉ်ကိုဒီလောက်နှစ်ပတ်ရနာလိုက်ပါရစေ။ရခိုင်ပြည်အတွင်းကတရင်အကြောင်းအရာတွေအပါအဝင်တခြားဒေသတွေကတရင်နေတဲ့ပတ်သက်လို့ DMG တရင်ဌာနကိုတရင်နေပေးပို့ခြင်းနဲ့ဆိုရင်တော့အပေါင်း6669 63633ကိုလုံခြုံစိတ်ချစွာနဲ့ဆက်သွယ်ပေးပို့နိုင်ပါတယ်။ ဒီစီစဉ်ကိုတလင်းလန်နေကနေစနေနေ့ထိနေ့စဉ်ည၈နာရီအချိန် DMG ရဲ့ Facebook စာမျက်နှာနဲ့ SoundCloud.com မှာ DMG Online Video လို့ရှာပြီးနားဆင်နိုင်ပါတယ်။နောက်တော့ဆင်ကြတဲ့သူတွေကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။